စီးပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စီးပွားတွေအလုံးလုံးပြီးတော့ရလို့ဆုတဲ့စီးပွားပဲဖြစ်စေအယောင်းဝယ်လုံးလို့ရတဲ့စီးပွားပဲဖြစ်စေဒီစီးပွားဟာကိုရလာတဲ့စီးပွားဟာပျက်စီးသွားနိုင်အဲ့ဒီပျက်စီးတာဆိုတာလေအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့လောက်ရပုံမှာမှီပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလောက်ပါနဲ့ရှောင်ကျင်ပါလို့မြတ်စွာဘုရားဒီလိုခေါ်တယ် အဲ့ဒီ6မျိုးကလာပြီးနံပါတ်1ကဘာလို့ဆိုသူရမေရိယမိစ္ဆပမတ္ထဌာနာတဲ့နော်အယက်သေးစာဘီယာစေဝါဘူးရစေဝါတွေ၃ဆွဲတယ်အဲ့ဒီ၃ဆွဲမှုကစစည်းစိမ်ဥစ္စာပြည့်စည်ခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာမထားနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စည်းစိမ်ပြတ်တာဆိုတာဒါက ။ဟောအယက်ဒိသတောက်စားမူရင်ဒီအသုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလဲမွဲသွားတတ်တာပဲမဟုတ်။ဒီမွဲတာတမျိုးတွေမကဘူးမြတ်စွာဘုရားကထတ်ချက်ပြီးတော့ဟောသေးတယ်။အခုတော့ဒီဟာတစ်ခုကိုမှတ်ထားတူရာမေရယမိစ္ဆပမာဒဋ္ဌာနာနုယောဂောဘောဂန္နာအပါယမူခံနဲ့ရလာတဲ့စီစဉ်ဥစ္စာတွေရဲ့ပျက်စီးခြင်းအကြောင်းကဘာလဲလို့ဆိုရင်တူရာဆိုတဲ့သိမေရယဆိုတဲ့အရက် မစ္ဆဆိုတဲ့မူရစေဝါပမာရဌာနအဲ့ဒီအရာတွေအားလုံးဟာမေလျော့ပေါ့တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကလောက်ကင်ဆောင်ရနေတယ်လိုက်စားနေတယ်ပုဂ္ဂိုလ်တယောက်ဟာစီဝါဥစ္စာပြတ်တတ်တယ်တဲ့ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိတိခာစရိယာနုယောကောအချိန်မတော်အချိန်တော်လမ်းပေါ်ထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေ လမ်းဆိုတာမောင်ရီခုမှုနဲ့ဖန်ခါရတယ်လေညထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မောင်ရီခုလို့ဆိုဖန်သွားတယ်ခိုးလို့ဒီလုံးလုံးရင်လေညဒီလူကထွက်တယ်ဒီလူပဲနေမှာပစ္စည်းပြောင်းနေတယ်သူစီရောက်လာမှာနော်လက်ဆောင်နေအများကြီးသူစီရောက်လာမှာပဲနော်အဲ့ဒါကြောင့်မလို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အချိန်မထားရဘူးလို့ဒီလိုဆိုတယ်နောက်တစ်ခုကသမစ္ဆာဘိသရဏတဲ့ ဘယ်မှာစပေရှယ်ရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ်နိုင်ကလပ်ရှိတယ်ဆိုသွားခြင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုသွားတာဟာလေစူပါပြက်ခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်ဟုတ်တယ်လေနိုင်ကလပ်သွားလို့ခုနကတော့ဂရေ80ကျွဲဝါတဲ့တထေးကမွဲသွားတာပဲလေပန်ကုံဆွလိုက်ဆူချလိုက်ပန်ကုံဆွလိုက်ဆူချလိုက်အပေါင်းဖော်တွေအရက်တိုက်လိုက်နဲ့ဆိုကုံရောပေါ့ပိုက်ဆံနော်ပိုက်ဆံကုံကြီးရဲ့အကြောင်းတစ်ခုတဲ့ နောက်တစ်ခုကဘာလို့ဆိုဇူတပ်ပမာရဌာနာနုယောဂာကစားတာလောင်းကစားတာညအားကြီးဘမပြေမကြောက်ရတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးညှိုးတယ်ဆိုတော့တကယ်တော့တိုက်ပေါ်ကဆင်းပေးလေရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလူကစားမျိုးတွေပေါ့လောင်းကစားတွေမှာလှုပ်တဲ့ပုံစံတွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရော ဟာအဲ့ဒါကြောင့်မလို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲလေဟောတော့နံပါတ်5ကြတော့ပါတော့ဆိုပပိပပမိတ်တာလူယောဂါတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့အဲမကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာရလေသူတို့ကလာသွားရအောင်ဘယ်ခေါ်တော့ဆိုတောက်ဖို့တောက်ဖက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်သွားတယ် လောင်းပေါ်လောင်းဖက်တောက်ပေါ်တောက်ဖက်ဒီအဲ့လိုခေါ်သွားပြီးတော့ကြံပေါ်ကြံပက်ပေါ့ဘယ်နာအိမ်သွားဖောက်ရအောင်ဒါမျိုးတွေပေါ့ပါပမိတ်တနဲ့ဆိုရင်နောက်ဆုံးမှာအရင်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တောင်ပါပမိတ်တနဲ့ဆုံပြီလို့သူစကားနားထောင်ပြီးလုံးပြီးပျက်စီးသွားအစတသက်မင်းဟာမင်းရဲ့တားတော်လည်းဖြစ်တယ်တကယ်ရတော့သူဟာအတိညာရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲ မြတ်စွာဘုရားတရားနာရလို့ရှိရင်တတ္တဗံဖြစ်ရမယ်အရေးချင်းထိအောင်ရှိတယ်သူသို့တော့ဒေဝရစကားကိုတားရောက်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အခြေအနေကောင်းနေတာအကုန်လုံးပြည့်စည်သွားပြင်လို့မရတဲ့အနေထားထိအောင်ရောက်သွားတယ်ဒီအခြေအနေထိအောင်ရောက်နိုင်တယ်လို့ဒါအမြင့်ဆုံးအပြစ်ပဲเนาะအမြင့်ဆုံးအပြစ်ပဲမကောင်းတာလုံးပြီးတဲ့အတွက်ကြောင့်အဖော်ရဲ့ တွဲဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုံကိုယ်တွေလောကမှာအများကြီးပဲရှိတယ်။မကောင်းတဲ့အဖို့နဲ့သွာလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်ပါတယ်။ဒါလည်းအမြဲတမ်းဟိုအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ဒါမို့မိသားစုတွေမှာဆိုရင်ကိုယ်သားသမီးတွေဒီမကောင်းတဲ့လူနဲ့မပေါင်းမိအောင်တတိထားနေကြရတာလေ။အပေါင်းအသင်းမှားသွားမှဟိုဆွေးရင်နေကြရတယ်မိဘတွေ။ပေါင်းအသင်းမှားသွားလို့ရှိရင်ကယ်တင်လို့ရမှာမဟုတ်ဘူးလေ။ ဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်နောက်ဆုံးတစ်ခုကအာလတယာနုယောကောအပြင်းဖက်တာလည်းပဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုပဲလို့တင်တာဆိုလဲတက်တက်ကြွကြွလုံးဝမယ်သူများတဲ့ဥအောင်လုံးဝစင်ကာပူနိုင်ငံအခုလိုကြီးပွားတိုးတက်ချမ်းသာသွားတယ်ဆိုတာလုံလဝီရိယနဲ့လုံလို့ရတာ သူကသူချိန်နေပေးလို့ဝဲလာတာမဟုတ်ဘူးမြေကြီးကရွှေတီးတဲ့နိုင်ငံမဟုတ်ဘူးရေတောင်ဝဲတော့နေတာ ဘာလို့ကြီးပွားလာတော့ဆိုစဉ်းစားကြည့်လေစင်ကာပူစံချိန်မဟုတ်ဘူးဟောင်ကောင်စံချိန်ယူပြီးတော့ဟောင်ကောင်နဲ့ချိတ်ဆက်ထားတာလေကြီးပွားတိုးတက်မှုရှိအောင်အချိန်တောင်ဟောင်ကောင်ဟောင်ကောင်စံချိန်နဲ့ယူပြီးတော့လှုပ်ထားပြီးတော့အလုတ်ချိုးစားတာနော်ဒါစင်ကာပူနေတဲ့လူတွေပုံသိမှာပေါ့အဲ့ဒါလို့လောကမှာကြီးပွားတိုးတက်တယ်ဆိုတာအနေထားကောင်းယုံတစ်ခုတည်းတည်းမဟုတ်ဘူးချိုးစားအထောက်မှုပေါ်မှာမူတည်တယ် ဲ့ဒါလို့ဖြစ်အောင်ကြည့်ပါတော့သူဖြစ်ပါမယ်အဲ့တော့မလေးရှားနိုင်ငံလွတ်လပ်ရေးရတော့စင်ကာပူကလည်းမလေးရှားရဲ့ state တခုပဲလေမလေးရှားရဲ့ state တခုပဲသူကအဲ့ဒီထဲကနေပြီးတော့ဒီနိုင်ငံကောင်းဆောင်ကခွဲထွက်လိုက်တာခွဲထွက်လိုက်တော့မရေတောင်မှတောက်เสียရှိတာကောင်းမဟုတ်ဘူးပင်လယ်တွေရမ်းနေတယ်အဲ့တော့ရေတောင်မှသူများเสียဝဲတောက်နေရတာသို့သော်စ조사အထုတ်လိုက်တဲ့အခါကျတော့ နေရနဲ့ဒီမညီမျှလောက်အောင်ချိပွတ်တွေ့မှုရပါတခြားနိုင်ငံတွေချမ်းသာတယ်ဆိုတာရေနံထွက်လို့ချမ်းသာတာတွေရှိတယ်လေဒီနားမှာကျွန်းပေါက်စားလေးတွေကရေနံထွက်လို့ချမ်းသာတာတဘာဝကပေးလို့ချမ်းသာတာလေစင်ကာပူရေနံထွက်သလားမသိဘူးထွက်ဖို့နော်ကဲမထွက်ဘဲနဲ့ကုန်းခေါင်ကောင်ကနေပြီးတော့ချိပွတ်ချမ်းသာလုပ်တယ်ဆိုတာဒီမပြင်းလို့ပဲ တက်တက်ကြွကြွကြိုးစားအားထုတ်လို့ဖြစ်တယ်ဆိုတာဘလောက်ထင်ရှားတော့ဘုရားသခင်ကမတာမှမဟုတ်တာအဲ့တော့ကိုကြိုးစားရင်ဖြစ်တယ်ဆိုရင်ဗမာစကားတော့ပြောလို့ပြောကြပါရဲ့ကြိုးစားရင်ဘုရားဖြစ်တယ်ဆိုတော့ဘုရားဖြစ်မှကြောက်လို့သူမှမကြိုးစားအဲ့ဒီအိဗေရောက်နေတယ်နော်ကြိုးစားရင်ဘုရားတော်ဖြစ်တယ်လို့ပြောကြတာသို့တော့ဘုရားမဖြစ်ခြင်းဘာမှမကြိုးစားဘူးပေါ့ အဲ့တော့အဲ့လိုမဖြစ်ရအောင်မြတ်စွာဘုရားကြည့်အာလတရားနုယောဂောတဲ့အပြင်းဖက်ပြီးတော့မနေနဲ့調査ရတဲ့နိလမျိုးစုံရှာကြံပြီးတော့調査အထောက်မဲ့ဆိုလို့ရှိရင်တဲ့ဒီလောကနောင်လောကအောင်မြင်နိုင်ပါတယ်တဲ့ဒါလောကဝိဇ္ဇာချင်းစင်နေပဲ